ားပါရှင်။ဆီယမကြီးမဝင်းမြင့်ဤသားထားတဲ့ရေပြအိမ်မဇလက်များဆိုတဲ့စာအုပ်မှရေပြအိမ်မဓလုံးရှင်ဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရေပြအိမ်မဓလုံးရှင် ီနေတိုင်းရေပြအိုင်နှင့်ပတ်သက်သော အထုပ်ပတ်တီကိုအဖွာကြီးကပြောပြနေသည်ကိုမခင်ရွှေသည်မငင်းငွေနိုင်အောင်နားထောင်ကကြာရသမျှကိုအစဉ်လိုက်ရေမှတ်ထားခဲ့သည်။ဤနေမှမူဥပုံနေဖြစ်သောကြောင့်ကြောင်းပိတ်သည်။မျိုးကြီးတွေမှာဝါတွင်မဟုတ်ရင်တနင်္ဂနွေနေ့မှာကြောင်းပိတ်တော်လေ။တော်လေကြီးရွာတို့မှာကဘာသာယဉ်ကျေးမှုကိုအထူးဂရုစိုက်ကြသည့်ကြောင့်မခင်ရွှေအမှုထမ်းနေသည့်အချိန်ဤရွာကလေးမှာအစဉ်လာအဖြင့်ဥပုံနေမှာသာကြောင်းပိတ်သည့်အလျောက် ဤနေ့ဥပုံနေ့ဖြစ်သောကြောင့်ကြောင်းပေသည် မခင်ရွှေသည်တီလဆောင်ထိန်နေသောအဖွားကြီးကိုအနောက်ရှင်မပေးလိုသောကြောင့်ရေပြအိုင်နှင့်ပတ်သက်သော အကြောင်းအရာကိုဤနေ့အဖို့မမေတော့ချေဥပုံစီရက်ကိုမခင်ရွှေလိုက်လာသည် သူအနေဖြင့်တအားသမျှလူပွဲဝတ္ထုကိုလှူပြီးဘုန်းတော်ကြီးကိုကတော့ဝှချသည် လူငယ်ဖြစ်သည့်အလျောက်ရှစ်ပါးတီလာကိုမယူဘဲအခြားသောတကြီးဝါကြီးတွေတီလာယူနေစင်မှာ ဘုန်းတော်ကြီးတိလပေးနေသောဓမ္မယုံစီရဲ့ပုံမှဆင်လာခဲ့သည်။တစ်ပင်ကြီး၊ဝါပင်ကြီးတို့ဖြင့်ညွညွဆိုင်ဆိုင်ဖြစ်ကာအေးမြလာသောကြောင်းဝင်းနေဝေတယောက်ထဲလမ်းလျှောက်ရင်းလဲလဲကြီးနေစဉ်ဆီယာမဟူသောအတန်ကလေးများသည်ကြောင်းဝင်းစီယိုနာကန်နေသည့်တစ်ပင်အိုးစီမှထွက်လာသည်။မခင်ရွှေကသူ့တပည့်လေးတွေအတန်မှန်တိလိုက်သောကြောင့်အတန်လာရအနာရောက်အောင်သွားကြည့်လိုက်သည်။တပည့်လေးတွေသည်တစ်ပင်အိုးအောက်ရှိ တောင်ပိုးလိုလိုဂမူးလိုလိုနေရာဤထိပ်ပေါ်မှာပေါက်နေသောတစ်ပင်ငယ်တစ်ပင်ကိုစိတ်ဝင်စားစွာဝိုင်းအောင်ကြည့်နေရမှသူတို့ဆီယာမကိုမြင်လိုက်သောကြောင့်လန့်ခေါ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ဤနေရာမှာကြောင်ဝင်းကျဲကြီးအစုံဖြစ်၍ចောင်းစီရအများနှင့်ဝေယုံသာမဟုတ်လူအယောက်ပေါက်နေပါသောတိတ်ဆိတ်သည့်နေရာဖြစ်သည်။ကလေးတို့ကြည့်နေကြတာဘာပင်လေးလဲကွ။မခင်ရွှေကမေရင်သူပါဝင်ကြည့်လိုက်သည်။တစ်ပင်လေးသည်ကြီးကြီးမားမားမဟုတ်ချေ။ တောက်ပါသောစင်းပြရောင်အရွက်သည်ဘဲဥပုံတံရှိပြီးအရွက်အနာပတ်လေသည်လေယာမြောက်သောဇာပန်းတို့များဝိုင်းကုတ်ထားတကယ်သို့တွေ့ရသည် အရွက်များများမရှိချေအာလုံပေါင်းမှာငါးရွက်သားရှိသည်ဖူးငုံလိုအရာသုံးခုကအပင်ငယ်ဤထိတ်တွင် သုံးဝင်ဆိုင်ထောင်နေသည်ဘာပင်မမသိလို့ကြည်နေကြတာဆရာမဟော်ဒီအဖူလေးတွေက လူတန်မကြဘဲတိတိလေးဆိုရင် သူတို့ကကြကြရောဆရာမကျွန်တော်တို့ဒီနေရာတစ်ခါမှမရောက်ဘူး အခုလျှောက်ကြည့်ရင်ရောက်လာမှတွေ့တာတပည့်ငယ်တယောက်ဤစကားကြောင့်မခင်ရွှေတော်တော်အံ့ဩသွားသည်ဘလို့ကားကြတယ်ဟုတ်လားမခင်ရွှေကမေးလိုက်တော့အခါပထမပြောတော့တပည့်လေးကပင်ဖြေလိုက်သည် ဟုတ်တယ်ဆရာမကျွန်တော်တို့အမေဖုန်ကြီးကျောင်းလာတိုင်းလိုက်လာပြီးကျောင်းဝင်းထဲမှာရှောက်ကစားတတ်တယ်ဟောဒီခြုံနာရောက်ရင်လီမတိုက်ဖဲဘာတန်လူလူညာတန်လူလူကြားနေတာခဏခဏပဲဒီနေ့တော့တငယ်ချင်းတွေခေါ်ပြီးချောင်းကြည့်ကြတာဒီပင်လေးကိုတွေ့တယ်ဒီပင်လေးကအတန်ထွက်နေကြတာလား မခင်ရွှေကဖြက်မိလိုက်သည်ဟုတ်တယ်ဆရာမကျွန်တော်တို့တိတ်တိတ်လေးချောင်းကြည့်နေတော့လေဟောဒီအဖူသုံးခုကပွင့်လာတယ်အယုတ်လေးတွေနဲ့တိတ်တူတာပဲသူတို့ကနေကြတယ်ဆရာမဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်နဲ့တိတ်ကြည့်လို့ကောင်းတာဟောဒီကောင်ကြောင့်ပြန်ငုံသွားတာတပည့်လေးတွေစကားကြောင့်မခင်ရွှေကထိုအပင်လေးကိုစိုက်ကြည့်နေမိသည် အပင်ငယ်လေးကမလှုပ်ချီအဖူငုံလေးသုံးငုံကလည်းငြိမ်သက်နေသည်ဟောဒီအကောင်ကြောင့်ဟုလညိုထိုးခံလိုက်ရသောကြောင့်သားလေးက ကဲကဲဆက်ပြန်ပြောလိုက်သည်အပွင့်လေးတွေကလင်မတိုက်ဖဲကတလို့လှုပ်နေကြတော့ဟာတိတ်ထူးဆန်းတာပဲလို့ကျွန်တော်ကပြောလိုက်တာပါဆရာမအဲ့ဒါနဲ့ဒီပန်းဝင်တွေကပြန်ကုန်သွားရလားသူတို့လူစကားနားလေကြလို့လားဆရာမဆရာမသိရင်ပြောပြပါတီရခက်ခဲနေသေးသောဤအပင်လေးအကြောင်းကိုဘာမှမသိသေးသောမခင်ရွှေကတပည့်လေးတွေကိုအကြောင်းမှအပြည့်မှန်မပေးနိုင်ချေဒင်းတို့ကလေးတွေပဲငါပြောချင်ရပြောလိုက်လေနားထောင်ရမှာပဲဟူသောစိတ်မျိုးဖြင့် မဟုတ်တာတွေကိုလည်းမပြောလို့ကလေးတွေကဤအပင်ငယ်နဲ့ပတ်သက်ပြီးဒုစရာမကဒီလိုပြောသည်ဟုရှောက်ပြောမိမှသိကြသည် ထိုအပ်ကထိုအပင်ငယ်မျိုးအကြောင်းသိကြစွာသိနေတော်သူ ရှိနေပါလိမ့်ကလေးတွေကိုမဟုတ်တာရှောက်ပြောရကောင်းလားဟုမခင်ရွှေအဖိုးသိခါကြခြင်းမီထိုကြောင့်ကလေးတွေကိုမယုတ်မလွန်စကားပြန်လိုက်ရသည်ဒီအပင်မျိုးဆီယာမလည်းမမြင်ဘူးခဲ့ဘူးတပည့်တို့ရဲ့ဆီယာမနေတဲ့အင်္ဂါဖွားဖွားဒီလိုထူးထူးဆန်းဆန်းမျိုးတွေကိုနားလေတတ်တယ် ဆရာမမေးပြီးကျောင်းရောက်တော့အားလုံးကိုပြောပြမယ်နော်။အပင်ငယ်ကိုပထမစာတွေ့တော့ကျောင်းသားလေးနဲ့အခြားကျောင်းသားများကယူယူသေးသေးပြီးဟုတ်ကဲ့ဟုပြန်လို့ပြောကြသည်။မခင်ရွှေကဒူဆန်းသောအပင်ငယ်လေးကိုတေချာစွာထပ်မံကြည့်ရှုပြီးကျောင်းသားလေးတွေရှိရာမှထွက်ခွာလာခဲ့သည်။ဓမာယုံဇေယပေါ်မှာတီလာယူ၍ပြီးကြပြီ။ဖုံတော်ကြီးလည်းတီလာပေးပြီးတရားဟောပြီးလို့ကြွသွားတော်မူပါပြီ။ဥပုပ်သေးတွေကြီးသားရှိနေသောကြောင့် မခင်ရွှေကဇီရပေါ်တက်လာပြီးသူ့ဖွားဖွားနားမှာညင်သားစွာထိုင်လိုက်သည် အဖွားကြီးသည်သူနှင့်ရွေတူလောက်ရှိသည့်အဖွားကြီးတဦးနှင့် စကားလက်ဆုံးချနေသောကြောင့်မခင်ရွှေကညင်သက်စွာပဲနေလိုက်၏အတန်ကြာသောအခါမှာအဖွားကြီးနှင့်ရောက်စကားလက်ဆပြတ်သောအခါဆီယာမလေးကျောင်းဝင်းနဲ့ရှောက်ကြည့်ခဲ့တာနှံ့ငယ်ရလားဟုမေးသည်နှံ့ငယ်ပါတယ်ဖွားဖွားကျမတပည့်လေးတွေနဲ့တွေ့ရသေးတယ်သူတို့တွေကထူးဆန်းတဲ့အပင်ကလေးတစ်ပင်တွေ့ထားလို့ကျမကိုခေါ်ပြသေးတယ် ဒီအပင်လေးအကြောင်းဖော်ဖော်များတိမလားလို့ဘလို့အပင်မျိုးလဲဟိကြောင်သားလေးတွေပြီးတဲ့တစ်ပင်အထူးဆန်းဆိုရင်တော့လူကြီးသူမကိုမေးမြန်းပြီးမှစိုက်တင်စိုက် မမေးမမြန်းမဆူဆမ်းပဲတော့စိုက်လို့အဖွာပြောပြတဲ့မတ်သူစားလို့ဖြစ်သွားအောင်မင်းအဖွာကြီးကတတိပီစကားပြောလိုက်သည်ကျမဘာပင်မှမစိုက်ပါဘူးတိကျင်တာတစ်ခုပါပဲအဲ့ဒါဖော်ဖော်ကိုမေးမလို့ပါအေးပြောစမ်းဘလို့အပင်မျိုးလဲဟောဒီဥပုပ်ဇေယမှာလူစုံနေကြ အဖွားမသိရင်တောင်တိတဲ့လူရှိလိမ့်မယ်။ဟုတ်ကဲ့ဘဘွား။တပည့်လေးတွေတွေ့ထားတဲ့အပင်ကမခင်ရွှေစကားမဆုံးသေး။တပိုင်းတစမှသာရှိနေသေးကဲ။ဟောဒီမှာဆီယာမဟူသောအတန်ဖြင့်ကြောင်သားလေးနှစ်ယောက်ပြေးလာတော့ကြောင်းမခင်ရွှေက အဖွားကြီးကိုပျော်မြင့်စကားဖြတ်ခါအတန်လာရသို့ကြည်လိုက်သည်။ဘာဖြစ်လာကြတာလဲကလေးတို့။ဇေယျပေါ်သူတက်ပြေးလာကြသောကြောင်သားတပည့်ငယ်နှစ်ယောက်ကိုမခင်ရွှေကမေးလိုက်သည်။ဆီယာမဆီယာမ ိုမာလေးဟိုတစ်ပင်လေးတွေ့တဲ့အကောင်နဲ့တစ်ပင်လေးကိုနှုတ်ပြတဲ့အကောင်သူတို့နှစ်ယောက်တတ်နေကြတယ်။တပည့်ចောင်းသားလေးနှစ်ယောက်ကတိုင်လိုက်သည်။ဘာဖြစ်လို့လဲကွယ်။မခင်ရွှေကမေးလိုက်သည်။ဟိုအကောင်ကလေသူလာကြည့်တာနဲ့ပဲတစ်ပင်ကမပွင့်တော့ဘူးလား။မကတော့ဘူးလားနဲ့ဘာညာနဲ့ပြောပြီးဆရာမလည်းထွက်သွားရောတစ်ပင်လေးကိုဆွဲနှုတ်လိုက်တယ်။နောက်ပြီးချင်းမွပစ်တယ်။ဆွဲနှုတ်လို့ပါလာတဲ့တစ်ပင်ဦးလေးကိုလေကြောက်ခဲနဲ့ထုပြလို့ကြည်မွသွားတော့ဖြန့်ကျဲပြီးလှုံပြလိုက်တယ်။ ။ဒါကြောင့်တပင်လေးကိုတွေ့ထားတဲ့အကောင်ကစိတ်ဆိုးပြီးဆဲတော့ရမ်းဖြစ်ပြီးထိုးကြတာပေါ့ဆရာမ။အော်ဖြစ်ရလေ။ကျမလိုက်သွားအောင်မဲဖွာ။မခင်ရွှေကပြောပြီးလာပြောတော့တပည့်အကြောင်းသားနှစ်ယောက်နဲ့အတူဇီးရပေါ်မှဆင်းလိုက်သွားသည်။တပင်အထူးဆန်းလေးကိုတွေ့သောနေရာတပင်အုပ်ကြီးအောက်တွင်မူကြောင်သားငယ်နှစ်ယောက်သည်တဲတဲမဲမဲထိုးချိတ်နေကြသည်။ဘေးမှာကြောင်သားများကရက်ကြည့်နေကြသည်ဟဲ့တော်ကြလမ်းမြင်နေရသည့်နေရာသို့ရောက်သောအခါ မခင်ရွှေကအတန်ကျဲကျဲဖြင့်အော်ငေါက်လိုက်တော့အခါဆီယာမအတန်ကိုကြားရသောထိုးတက်နေသူចောင်းသားလေးနှစ်ယောက်သည် သူတို့ကြောက်ရွံ့ရိုသေသောဆီယာမအတန်ကြောင့်ချက်ချင်းပင်ထိုးတက်နေခြင်းကိုရက်ဆိုင်ကလူချင်းခွဲလိုက်သည်သို့သောတယောက်ကိုတယောက်မကြည်နှဟန်ဖြင့်မျက်ဆောင်ခဲကြည့်နေကြသည်အကြောင်းကိုကြိုတင်သိပြီးဖြစ်သောမခင်ရွှေကထက်မှန်မင်းမြန်ခြင်းမပြုတော့ဘဲတပင်လေးကိုဖြစ်စီဖြစ်သောចောင်းသားကိုဆုံးမစကားပြောပြီး အစအနတွေ့လို့တွေ့ညာလိုက်ရှာကြည့်သေးသည်တိုးတော့တည်င်းလာပို့တော့ចောင်းသားလေးနှစ်ယောက်ပြောသလိုပင်ခြေမွဖြန့်ကျဲပြစ်လိုက်ပြီးပြီဖြစ်ရာပြီးပြီပြင်းပြီးဘာမှမတွေ့ရတော့ချေရံဖြစ်နေကြတော့ចောင်းသားလေးနှစ်ယောက်ကိုစုံမဖြန့်ပြေးထားပြီးလူချင်းခွဲလိုက်ကဇီရတ်တို့ပြန်လာခဲ့သည်ဘာဖြစ်ကြတာလဲဆရာမလေးအဖွားကြီးကစီမေးသဖြင့်မခင်ရွှေကစုံစည်စွာပြန်ပြေးလိုက်ပြီးအဲ့ဒီအပင်လေးကိုဖွားဖွားတိလာဟုံမေးလိုက်သည်အော် ဂမုံးကိနီယာဘင်ကိုကလေးတွေတွေ့သွားကြတာကိုဂမုံးကိနီယာဆိုတာဘလို့လဲပေါ့ပါမခင်ရွှေကမေးတော့အခါအဖွာကြီးကစောစောကသူနှစ်စကားလက်စုံကြခဲ့တော့အဖွာကြီးဘက်သို့လှည့်ပြီးမေစောရည်ဟောဒီဆီယာမလေးကရေပြအိုင်နဲ့ပတ်သက်တဲ့အကြောင်းဆိုရင် ထမင်းဟင်းထက်ကြိုက်တယ်တော့ငါလည်းတိတလောက်ပြော့ပြာလာခဲ့တာတော်တော်လေးစုံနေပြီအခုဂမုံးကိနီယာအကြောင်းမင်းနေပြန်ပြီဂမုံးနဲ့ပတ်သက်လာရင်မေစောရကငါ့ထက်နားလေတယ်မဟုတ်လား ပြောလိုက်စမ်းပါ၏ဟုဆိုသည်ထိုအခါဖွာစောရကမခင်ရွှေကိုကြည့်ပြီးမိရွှေအင်ကငါ့ကိုအပားတင်တယ်လေဆရာမလေးရဲ့ကမုံကိစ္စအကြောင်းသူသိသားနဲ့ငါပဲလှည့်ပြပေးလိုက်တာဘာမှမဟုတ်ပါဘူးငါယောက်ျားကအကြီးအသမားဆိုပြီးငါကပိုနားလဲတယ်လို့သူကပြောလိုက်တာကွယ်ဟုပြောသည်ဟုတ်တယ်ဆရာမလေးရဲ့မယ်စောရကိုပြောခိုင်းသူကလည်းအဖွားလောက်ကူတွေးလေးတွေချိထားခဲ့ဘူးတယ်ပြောပြလိုက်ပါမယ်စိုးရရေငါအတွေ့အကြုံကတမျိုး ညှိတွေ့ကြုံကတမျိုးပေါ်ဤဟူအဖွာကြီးဖွာရွှေအင်ကတိုက်တွန်းလိုက်သည်အေးပြောရတာပေါ့ကမုန်းကိန်နေရအเจ้าနေမယ်လားဟုဖွာစောရကစိတ်ပတိကိုလဲမှဆွတ်လိုက်ပြီးမေးပြောပြောလိုက်သည် မခင်ရွှေအဖို့ထညက်အိုးကြီးတလုံးထမှန်တွေ့သလိုဖြစ်သွားသည်ဝမ်းသာအားရဖြင့်ပြောပြပါဖွာဖွာရဲ့ဟုရိုရိုသေးသည် တောင်းပန်လိုက်သည်ကမုန်းကိန်နေရအเจ้าနေမဟုတ်ပါဘူးညှိယောက်ကြအเจ้าမှာပြောပြလိုက်ပါဆီယာမလေးက ဒိုးရေပြားရဲ့အကြောင်းကိုမှတ်တမ်းရေးနေတဲ့တငယ်ချင်းရဲ့ဒိုးရွာအကြောင်းကိုစာအုပ်တအုပ်ဖြည့်လာရနဲတယ်ကုန်လားအိ။ဟူဖွားရွှေအိမ်ကတိုက်တွန်းလိုက်သည်။ညီတို့အိမ်ကအကြောင်းတွေရောပြောပြပေးပြီလား။ဖွားစောရကမေးသောအခါဒိုးဝင်ကအကြောင်းနင်ပဲဟုတ်မလဲ။ရေပြားအိမ်နဲ့ပတ်သက်တာတွေငါသိသမျှတွေပြောနေတယ်ဟုဖွားရွှေအိမ်ကဖြေသည်။အေးဒီလိုဆိုငါကလည်းပြောရတာပေါ့။ဟုတ်ဖွာစောရကထောက်ခံက စကားအစပြောလိုက်ဤဒီလိုဆီယာမလေးရဲ့ ဂမုံကင်နီယာဆိုတာလူတန်းသူတန်းစိတ်ညင်နေတဲ့အခါမျိုးမှာဂမုံပွင့်လေးတွေက ဖုန်းကုန်နေရာကနေပွင့်အားလာတတ်တယ်။ပွင့်လာတာလေးတွေကဘာနဲ့တူတယ်လဲဆိုရင်ကင်နီယာရုပ်လိုလိုလူရုပ်လိုလိုလေမတိုက်ပဲလှုပ်နေတော့ကောက်ခုံနေသလိုမြင်ရပြီးတိတ်ချစ်စရာကောင်းတယ်။တချို့လူတွေဆိုရင်မျက်နှာပွင့်စီဖော်ရမှာတုံးကြတယ်လို့ပြောကြတယ်။ဒီဂမုံမျိုးကတော်တော်ရှားပါတယ်။တူရခဲ့တဲ့အပင်မျိုးပဲ။ဘလို့ကြောင့်ကြမ်းကြမ်းစီစီဒီနားမှာဒီတပင်လာဖြစ်နေတယ်လဲမသိဘူး။လာဖြစ်တော့လေ လူတွေလက်ထက်မရောက်ရအောင်အဖြစ်စီသဘောမျိုးပေါ့။ဟိုចောင်းသားလေးကအစနာတောင်မတွေ့အောင်ဖြစ်စီလိုက်တာလေ။ပျောက်ပြယ်သွားတာကောင်းပါတယ်။အခုခေတ်လူတွေကတရားပြကြတယ်မဟုတ်လား။ဖွာစောရစကားကြောင့်မက်ခင်ရွှေစိတ်ထဲမှာစောရမော်အောင်နေသည့်အယုတ်ကလေးကိုတတိယလိုက်မိသည်။စောရမော်အောင်သည်အယုတ်ကလေးလေးသူတော်ကောင်းလက်ထက်ရောက်သွားလို့သာ။အခုလေဒီကမုန်းကိနေရပင်ကိုចောင်းသားလေးဖြစ်စီတာဟာသူ့စိတ်နဲ့သူမဟုတ်ပါရဲ့လားဟုမက်ခင်ရွှေကတွေးမိသည်။ ဘွားခင်မအကြောင်းကရောဘွားစကားပြတ်သွားသောဘွားစောရကိုမခင်ရွှေကဆက်မေးလိုက်သည်ဘွားစောရကအနေငယ်ငိုင်းနေရမှအင်းပြောတော့ပြောရမှာပဲလေပြန်တွေးမိတော့လေစိတ်ထဲရမကောင်းဘူးငါဘာကြောင့်ဒီလိုလုံလိုက်မိတယ်ဆိုတာအခုတက်တိုင်းစဉ်းစားလို့မရဘူးဟူအကွဲတန်ဖြင့်ပြောသည်သူကမခင်ရွှေစိတ်ထဲမှာဘွားစောရ၏အကြောင်းကအလွမ်းဇလန်းဖြစ်လိမ့်မည်လားဟုတွေးမိသည်မခင်ရွှေနားထောင်နေစဉ်မှာ ဖွာစောရကလေးတွေသောအတန်ဖြင့်ပြောပြသည်ကိုမခင်ရွှေကစိတ်ဝင်စားစွာနားထောင်နေသည်မစောရနီကိုရန်ရှင်တို့ကမိဘချင်းလဲသဘောမျှသူတို့လူငယ်ချင်းလဲနှစ်သက်ကြသည်ဖြစ်သောကြောင့်အေဂျင့်ကြည့်ပြူစွာလက်ထပ်ခဲ့ကြသည်နှစ်ဖက်လုံးမိဘတွေမှာတိုးတဘောဝအလျောက်လေယာလုပ်ငန်းဖြင့်အေဂျင့်စွာလုပ်ကိုင်စားတော့ကြသူတွေဖြစ်သောကြောင့်အလွန်အမင်းချမ်းသာကြသည်ဟုမပြောနိုင်လေကစားကျွေးကင်းမိကင်းရွှေတော်လဲငွေတော်လဲနေနိုင်သော ခြေရွာလူရတဲ့အစစ်မှရှိနေကြသည်ထို့ကြောင့်လက်ထပ်ပြီးပြီးသောမဆောရနီကိုရန်ရှင်တို့ဤနှစ်ဖက်မိဘတွေကလဲနေပွေနွားနှရှင်လဲတစီစပါအပြစ်ကြီးတစ်လုံးနဲ့ပြင်းငင်းထရန်ကဒဏီမိုးအိမ်ကိုပါခြံဝိုင်းတစ်ခုပိုင်းပြီးလက်ဖွဲ့လိုက်ကြသည်ကြောင့်မဆောရနီကိုရန်ရှင်တို့သည် ပူပန်တော့ကဖြစ်စရာဘာမှမရှိဘဲပျော်ပျော်ရွှင်ရွှင်မင်းလုတ်ကင်စားတော့လာခဲ့ကြသည်ကိုရန်ရှင်ကအလုတ်ကိုကြိုးစားသလို မဆိုရကလည်းစီးစနေကြပြီးအိမ်တော်ကိုနိုင်သောအမျိုးသမီးဖြစ်သောကြောင့်သူတို့သည် စီးပွားရေးမှမယုံယော်ပဲတူဝါလာကြသည်။ဒိုနေပင်သားနှစ်နှစ်အရွယ်သမီး6လအရွယ်ရောက်လာသောအခါကိုရန်ရှင်းတရားမူပြောင်းလာတော့သည်။လေတော်စင်ရင်ကဖွားရွှေအိမ်ဤသားသူသားမြတ်မြုံနေရာတောင်ကုန်းမုံမုံအနီးမှာဝိပြုစင်ကျဲဝှထားသောလူသူတော်စင်တဦးနှင့်တွေ့လာခဲ့ရသည်ဟုဆိုက ထိုလူသူတော်ကိုအိမ်သို့ခေါ်ပင်လာသည်။အိမ်ဦးခန်းမှာယိုသည်စွာထားသည် စာရေးတော့ရေးကိုတာဝန်ယူသည်မစိုးရအနေဖြင့်ပင်ကိုသဘောကလည်းကောင်းသည် လူသူတော်ဤဥပဒေရုံနှင့် နေထိုင်ဖို့အမူအရာကလည်းကြီးညိုစရာဖြစ်သောကြောင့်အထွေအထူးမတွေ့ပဲခင်မွန်းသည်ဥယျာဉ်ရှင်သဘောအတိုင်းလိုက်ရောကကောင်းမွန်စွာပင်ကျွေးမွေးလက်ခံထားသည် ထိုလူသူတော်သည်အသက်သက်လွတ်သားစားသည့်အတွက်တာဝန်ကတော့သိမရှိချေသမင်းတပကန်နှင့်ငပြောသည်တင်မောသည်စာသည့်အသီးနှံတစ်ခုခုနှင့်ရေတစ်ခွက်ပေးထားလိုက်လင်ကိစ္စပြီးသည့်ကြောင့် မစိုးရလေညဉ့်ညင်းချင်းမဖြစ်မိပေလူသူတော်သားလေးအသက်သက်လို့စားသည်မဟုတ် ကိုရန်ရှင်းမှာလူသူတော်ရောက်လာသည့်နေကစပြီးတသက်လို့သာစားနေသည်သို့သောကိုရန်ရှင်းမူပြောင်းလာသည်ကိုမူမစိုးရစိတ်ထဲကမကြေနပ်ခြင်းတလို့လို့ဖြစ်မိသည်ထိုလူသူတော်အိမ်ပေါ်ရောက်လာသည့်နေကစပြီးကိုရန်ရှင်းသည်မစိုးရနှင့်မအိတော်ချေလူသူတော်နှင့်စကားပြောရင်းလူသူတော်ဤချေရင်းမှာသာသူ့အတွက်အရာပြင်ပြီးအိတ်လီတော်သည် ထမရဲ့အနေငယ်အတွင်းမှာမမစောရဤစိတ်ထဲမှာလေးလေးနက်နက်မရှိသေးချေသူဆရာကြီးကို သူကြည်ညိုလို့စကားပြောရင်အိတ်တာပဲဟုပေါ်ပေါ်သာတွေးသည် သို့တော့ကိုရန်ရှင်ကမစောရရှိရာသူတို့အိတ်ခန်းထဲကို အလင်းမင်းဝင်ရောက်အိတ်ဆက်ခြင်းမပြုတော့ချေထို့များသာမဟုတ်သည်အိမ်လုတ်ကိုလည်းဘာမှမလုတော့ပဲအိမ်ဘေးတွင် အဖေတခုချသည်လုံလုံချုံချုံမိုးကထားသည်အဂိတ်ဖို့ခွင်ကြာကြာနာနာပြင်ပြီးအဂိတ်ထိုးနေတော့သည် ်အေဂိတ်ထိုးသည့်အချိန်ကလွဲလင်က လူသူတော်နှင့်အတူရွာနှင့်တတော်ဝေသောတောအုပ်တောင်တန်းတွေရှိရာကိုသွားကြသည် စီးပြီးစီးမြင့်ရှားကြသည်တော်တဲမသွားသည့်အခါဥပုပ်ရရှိ ဆောင်ကြသည် အတိတ်ထံပတိစိတ်နေသည်အိမ်အလုံးစီးပွားရေးအလုံးတို့ကို လုံးဝလဲမကြည့်တော့ကြည်ရရည်ရွာရည်ပေါင်တင်ဆက်ဆံရေးတာမှုနာမှုဟု၍စိတ်မဝင်စားတော့ပေအားလုံးလူတွေနှင့်အဆက်ဖြတ်ထားသည့်အလားအဲ့ဒီအလုပ်တစ်ခုကိုသာစိတ်ဝင်စားလေတော့သည် လူသူတို့၏ဩဝါဒကိုတသွေမသိနာခံကလူသူတို့ညွန်ပြခိုင်းစေသည့်အတိုင်းလိုက်နာလှုပ်ဆောင်နေတော့သည်ကိုရန်ရှင်၏ပြောင်းလဲသွားသောအမှုအရာစိတ်ဝင်စားသွားသော အလုပ်ကံကြောင့်တရွာလုံးကလည်းတော်တော်ပင်အံ့ဩကုန်ကြသည်ဝါသနာပါသည့်အလုပ်ကိုလည်းလုပ်ပါအိမ်နှင့်စီဝါရေးကိုလည်းပြန်ကြည့်ပါဟုမစောရကရောမိဘဆွေမျိုးတွေကရောပြောကြသည်သို့သောကိုရန်ရှင်ကမူသူ့အလုပ်သည်အိမ်အလုပ်စီဝါရေးအလုပ်နှင့်ရောဂေါ်တော်ကောလုံနေလေတမာတိပြင်မြေကြောင့် အိမ်တွင်းရေးစီးပွားရေးရရေးရွာရေးတွေအကုန်လုံးမဆိုးရသဘောအတိုင်းသားလုပ်ပါတော့သူကိုမိသွေးဖို့လုံလောက်အောင်ပေးဖို့နဲ့တလားလင်ရွှေတမူသားဘူသားပေးပါဟူသောစကားကိုယတိပြတ်ပြောလိုက်ပြီးသည်နောက်ဝေမဆိုးရသည် ကိုရန်ရှင်ကို လုံးဝစကားမပြောတော့ချေကလေးနှစ်ယောက်နဲ့လေယာလုပ်ငန်းကတစ်ဖက်နဲ့ရရေးရွာရေးနဲ့အိမ်အောင်ထိန်သိမ်းရေးနဲ့မအားလတ်နိုင်အောင်ဖြစ်နေသောအခါမဆိုးရသည် သူ့လင်ကို စိတ်တူလာသည်အိယာခန်းထဲမဝင်ချင်း လူသူတော်နဲ့တပူတွဲတွဲနေထိုင်ခြင်းတို့ကိုခွင့်လွှတ်နိုင်တော်လဲစီဝါရေးအိမ်ဒိန်ရွေးတွေမှာဘာမှကူပေါ်မရသည်တို့ကိုမူခွင့်မလွှတ်နိုင်အောင်ဖြစ်လာသည်ဒီလောက်တောင်ဖြစ်နေကြရင်လဲဘာကြောင့်အိမ်မှာနေသေးလဲရှင်မုံမပြောသေးတင်မောသေးဝယ်ရတာတောင်တာဝန်ကြီးသေးတယ်ဘာတာဝန်မှမယူရင်ကျုပ်ကိုလည်းဘာတာဝန်မှမပေးနဲ့တော့ရှင်ပါသာတခြားသွားပြီးတတ်တတ်လို့စနေချင်းမစိုးရကမောပန်းလွန်သဖြင့်စိတ်တူတူဖြစ်ပြောသည်ကိုလူသူတော်နဲ့အတူတီတူပြောဆိုတိုင်ပင်ပြီး အကြီးဖို့ဆွေးနေတော့ကိုရန်ရှင်ကသူ့ကိုမပြောသလိုတုတ်တုတ်ပဲမလုပ်ချေမစောရအဖို့တခုတတနေသည်ကမိသွေးနဲ့ရွှေတမူသားဘိုးကိုကိုရန်ရှင်ကမစောရကိုမခိုင်းမဲသူ့ဘာသာသူသွားဝယ်နေခြင်းဖြစ်သည် လူသူတော်နဲ့အတူတွဲပြီးအကြီးထိုးနေသည်မှာတနစ်ကျော်များကြာသောအခါတွင် လူသူတော်သည်မိသည်အချိန်ကမိသည်နေရာသို့ထွက်သွားမှမသိအိမ်မှာမရှိတော့ချေကိုရန်ရှင်တယောက်ကမူမပြောင်းမဲတဲတဲမဲမဲအကြီးထိုးမြဲတိုင်းထိုးနေသည် ရွှေဘိုးနဲ့မိသွေးဘိုးကိုမစိုးရကမပေးတော့တဲ့အခါမှာကိုရန်ရှင်သည်သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးပိုင်နေသည့်လေနှစ်ပွဲအနက်မှသူ့အတွက်လေတစ်ပွဲကိုတဝက်ခွဲယူပြီးအပီးပိုင်ရောင်းချလိုက်သည်။ထုံဝေဖြင့်မိသွေးဘိုးရွှေဘိုးအသုံးပြုနေသည်။မစိုးရရောနှစ်ဖက်မိဘရိရောစိတ်ဆိုးလိုက်သည်ဖြစ်ချင်း။သို့သောမိသူတွေပါဖြစ်နေစေကမူကိုရန်ရှင်ကမတိတလို့မကြားတလို့မမြင်တလို့ပင်နေကသူ့လုပ်ငန်းကိုလုံမြဲတိုင်းပင်လုပ်ခဲ့သည် လေယောင်ချ၍ရာသုံးွေကုန်သောအခါကိုရန်ရှင်သည် သူပိုင်းပစိုးတွေအင်ဂျီတွေအတုံးဆောင်တွေကိုခြာရောင်းသည်မြည်သူထံမှအတုံးစီအတွက်လက်ဖြန့်ခံမတောင်းခဲ့ချေသူနေပြီးကိုရာရှင်ဤထွေရပေါက်လုပ်ငန်းကြီးအတွက် ဖို့ထိုးနေခဲ့သည်မှာ၆နှစ်ကျော်ပြီ၇နှစ်အတွင်းသို့ချင်းနှင်းဝင်ရောက်လာခဲ့သည်ဤနေသည်မိုးလေးဦးကြာတော်မူဖြစ်၍မိုးတန်လေးတန်တွေကိုမြင်နေကြားနေရလေပြီ။ တောင်လေးတဖြည်းဖြည်းမှလွင့်ပါလာဟန်တူသောမင်းရောင်တိမ်ကဲတို့အုံဆိုင်နေသောကြောင့်လောကတကြီးသည် ကြည်ကြည်လင်းလင်းမရှိပေမိုင်းမိုင်းမောင်းနေသည်မိုးကြလာလင်းလေယာလုပ်ငန်းခင်းအတွက်ပြင်ရဆင်ရပေအောင်မည်မိမသားဦးဆောင်နေသောကြောင့်သူရင်ငါတွေကလည်းပြောလို့ဆိုလို့တိတ်ပြီးကြွကြွနုံနုံမရှိကြချေဤပုံစံဖြစ်မီတနစ်ပြီးတနစ်ကုန်းယုံတာဝန်ယူလာခဲ့ရသောမဆောရသည် တွေးလီကိုရန်ရှင်းကို စိတ်နာလီဒေါသဖြစ်လီ ။မနေ့ကငါးရန်ထားသောလူငါကယခုနှစ်ဆက်မလုံနိုင်ဟုဆိုကကြိုတင်မပြောပဲထွက်သွားသောကြောင့်အချိန်ကိုလူပြီးလူသစ်အငါရှာရအောင်မိတာဝန်ကမသေးချေ။စိတ်မောလူမောဖြင့်မိသူကိုငါရမည်နည်းဟုတွေးနေရ။မစောရသည်ဝိဖြူစင်ကျဲဝစ်ပြီးသူရင်တစ်ချောင်းလက်ကဆွဲကတော်ရဲကစေမြင့်စေပင်ရှာပြီးပြန်ရောက်လာတော့ကိုရန်ရှင်ကိုမြင်ရသည်တွင်စိတ်လွန်တူသောကြောင့်ခါထောက်ပြီးမျက်မှောင်ကုတ်ကြည့်နေလိုက်မိသည် မစိုးရကအပြစ်တင်စကားပြောရန်ဟန်ပြင်လိုက်သောအခါတွင်ဟေးမစိုးရဒီမှာကြည်စမ်းငါချုံနဲ့ကြောကြောအပင်မန်းခံရှာနေခဲ့ရတဲ့ဆေးငပြေမားဆိုတဲ့အပင်အခုတွေ့ရဟေးဟူဝမ်းတာအာရပြောလိုက်တော့ကိုရန်ရှင်လက်ထဲမှာ အပင်ငယ်ကိုမစိုးရကမျက်ဆောင်ထူကြည့်လိုက်သည်တမိုင်းများသာရှိသော အပင်ပူပူလေးမှာ အရွက်နှစ်ရွက်သာရှိသည်အစိမ်ပုတ်ရောင်အပင်ရိုးထိပ်ဖျားမှရှိနေသောအရွက်ကလေးနှစ်ရွက်ကတာမန်တိရွက်ယူယူမဟုတ်ဘဲ ချက်စားသည့်ငပြေမပုံတံအတိုင်းအယောင်ရောအစင်ရောချွတ်ဆွတ်ဒူလာသည်စူတောင်းနေရအကြီးကိုနေရမျက်လုံးပါဇက်တွေမှာငပြေမအစ်စ်တိုင်းပင်ဖြစ်သည်မျက်လုံးကတရှိငါးကောင်ဤမျက်လုံးအတိုင်းအယောင်တောင်းနေသည်ပါဇက်ကဟားလိုက်စီလိုက်ဖြစ်နေသည်ကိုရန်ရှင်းကသာဖွင့်မပြောလင်မစောရသည်ငပြေမအရှင်ကောင်ကိုဖမ်းပြီးဒုံးနေထိုးလာသလားဟုထင်မိအောင်ပင်အမိကလုံနေသည် စိတ်ဝင်စားစရာကောင်းသောစီးငပြေမအပင်ကိုမဆိုးရကလူငါဖို့ကိစ္စလောက်လေယာကိစ္စလောက်စိတ်ဝင်စားကြည့်သူတော်ကနေသူဆိတ်ရှုပ်နေတော့ကြောင့်ဘာလဲဒီငပြေမဆိုတာက စားရတော့ရမယ်ပစ္စည်းလားအလကအလုံးမရှိ အလုံးရှာမရမိတာသမီမိပြီးဖို့ဝင်ပြင်ပြီးဇော်ကြီးယူယူနေတဲ့လူရှင့်ငပြေမကြီးလာမပြနဲ့ကျုပ်လဲလို့ဖို့ကိစ္စခေါင်းထဲမှာကိုထူပူးနေတာပဲဒါရီရှင်ပါမတာဝန်မယူဟုတ်လားအကရေယူဇော်ကြီးယူ ဝိစာယူဟုစကလုံးတစ်လုံးထက်တစ်လုံးလေးတန်းမြင့်ပြောရင်ပြောရင်မစိုးရအတန်းကခြေလာသဖြင့်ကိုရန်ရှင်သည်ဘာမှပြန်မပြောတော့ပဲသူ့စေငပြေမဆိုသောအပင်ကလေးကိုမျက်နှိုးစွာဂယုတဆိုင်ကင်ပြီးသူ့လုံခန်းဖြစ်သောအေဂေဖူရှိယာတို့ထွက်သွားလေသည် နောက်တနေ့တွင်က လူငါအစင်မပြေကောက်စိတ်သမအစင်မပြေ၍စိတ်တူဒေါသဖြစ်နေသောမစိုးရသည် စိတ်ရောလူရောပင်ပန်းလေကိုရန်ရှင်ကိုဒေါသထွက်လေဖြစ်နေခဲ့ဝဲ ကိုရန်ရှင်သည် သူ့လိုခန်းအဂိတ်ဖိုးခွင်ထဲမှထွက်လာသည်စိတ်ဆိုးဒေါသဖြစ်ကတုံမုံနေသောမဆောရကသူ့အနီးမှလာရက်လိုက်သောကိုရန်ရှင်ကိုလှည့်မကြည့်ပဲကိုရန်ရှင်ရောက်လာမှန်းတည်သောအခါတမင်းနောက်ကျော်ခိုင်းလိုက်သည်ဟေးမဆောရဒီမှာကြည်စမ်းကိုရန်ရှင်ကပြောသည်မဆောရကလှည့်မကြည့်ချင်ကြည်စမ်းပါမဆောရ၆နှစ်ကျော်အချိန်တွင်မှာငါအင်မတန်စင်ကြယ်စွာနဲ့ကြိုးစားလို့အောင်မြင်သွားတာကိုပြချင်လို့ကွဒါနောက်ဆုံးပြချင်မယ် နောက်ကိုမင်းအင်မတန်ကြည်ချင်းပါတယ်ဆိုလို့လည်းမမြင်ရတော့ငါစကားပြောတာလည်းနောက်ဆုံးပြောချင်းပဲငါရဲ့အောင်မြင်မှုကိုနောက်ဆုံးပြချင်းနဲ့နောက်ဆုံးစကားပြောချင်းပဲငါသွားတော့မှမစောရကြည်စမ်းကိုရန်ရှင်စကားကြောင့်မစောရပူပြီးဒေါသထွက်သွားသည်ဟင်ခုနှစ်နှစ်နေပါမိသွေးပိုးရွှေပိုးထိုင်ဖြုံးခဲ့တယ်အိမ်အောင်ရှင်ယောက်ျားတစ်ယောက်ရဲ့ဝတ္တရားကိုပြစ်ပယ်ပြီးရှိပီသားပစ္စည်းတွေကိုတူပေါအောင်မလုပ်ဖဲတဝက်တိတိစုံရှုံးကုန်ခံအောင်လုပ်ခဲ့တယ် ထမင်းစားဖို့တပင်တပန်းရှာဖွေလောက်ကင်နေရတဲ့မရနဲ့သားသမီးတွေကိုဘာမှအကူအညီမပေးတော့ပဲနောက်ဆုံးစကားပြောခြင်းလေသွားတော့မယ်လေးနဲ့သွားသွားမကြည့်ချင်ဘူးအခုသွားနှစ်ရှည်လာများဖြစ်လာခဲ့သည့်ဒေါသတွေကတချိန်နဲ့စူပေါင်းသွန်ထုတ်လိုက်သည်တို့မစောရသည့်ခက်ထန်တင်းမသောလေသံဖြင့်ပြောကမျက်နှာကိုတဆောင်းလှည့်ပြီးကိုရန်ရှင်ဖြန့်ပြနေသည့်လဝါထဲမှာဘာမှမသိသည့်အရာကိုတည်တည်ချာချာမကြည့်ပဲအဲ့ဒါနောက်ဆုံးကြည့်ခြင်းဟဲ့ဇော်ကြီးယူရဲ့ နောက်ဆုံးကြည့်ခြင်းဟဲ့ဟူပြောပြောဆိုဆိုလဝဆောင်ခုတ်ပြီးပုတ်ချလိုက်သည်အောင်မလေးအောင်မလေးကိုရန်ရှင်းကအတန်တုံကြီးဖြင့်ဩကာထိုအရာကိုလိုက်ဖမ်းသည်သို့သောထိုအရာကမြေပေါ်သို့မကျသွားပဲလက်ဖြင့်ခြောက်လန့်ခြင်းခံရသောလက်ပြားတကောင်ပြန်တယ်လို့လူလက်တစ်ဖောင်ကြောကြောအမြင်လောက်မှာပြူပြူပြက်ပြက်အယောင်လက်လက်ဖြင့်ပြန်ဝဲပြောက်ွယ်သွားသည်နှင့်တပြိုင်နက်ဆုံးပါပြီဟက် ဟူသောကိုရန်ရှင်းအော်လိုက်သောအတန်းကြီးသည်သူ့ရင်တစ်ခုလုံးကိုကွယ်ထွက်လာသည်တို့ကြောင်မဲ့ဖွဲရနက်ကျဲစွာထွက်ပေါ်လာပြီးကိုရန်ရှင်းသည်အယုတ်ကျိုးပြက်ပုံလေးရဲ့လဲသွားတော့သည်ကြောင်မဲ့ဖွဲအော်လိုက်သောကိုရန်ရှင်းအော်တန်းကြောင့်အိမ်နာနေခြင်းတွေပြေးလာသောအခါခွေလေးရဲ့လဲပြီးတတိမိသည်သောကိုရန်ရှင်းကို၎င်းအံအားသင်စွာကြောင်တောင်တောင်ကြီးကြည်နေသောမတ်စောရာကို၎င်းလက်ထဲမှာတစုံတစ်ခုသောအရာကိုစုပ်ကိုင်းလျက် ဖားကင်ကိုငုံကြည့်နေသောသမီးငယ်ကို၎င်းတွေ့ချရသည်ရောက်လာပြီးအကျိုးအကြောင်းမေးသူတွေကိုမစိုးရကပြန်ပြောသောအခါဝိုင်းဝန်းကြည့်နေသူတွေရောကိုရန်ရှင်ကိုပွေပိုက်ပြုစုနေသူတွေရောဆွေမျိုးတွေရောက မိုက်လာကြီးလားဟဲ့မီစိုးရရဲ့ဟူသောအတန်သည်တိုင်ပင်ထားသလိုတပြိုင်တည်းထွက်လာသည် သမီးလေးကငုံမဲမဲဖြင့်မိမိမုံပိုးရထားတဲ့ပတ်စံနှစ်ပြားကိုအဖေကပြောင်းလဲနေအောင်လှုပ်ပေးသွားတယ်နောက်မုံပိုးပတ်စံကြည်ပြရရင် ဒီလိုပဲလှုပ်ပေးအောင်မယ်လို့ပြောတယ်။အခုဖေဘာဖြစ်သွားတာလဲအမေ။ဟုမင်းနေသည်။ထိုအခါမှာသမီးလက်ထဲမှာစုပ်ကင်ထားသော အရာကိုမဆိုးရနှင့်ဆွေမျိုးတွေကတောင်းကြည့်လိုက်ကြသည်။ထိုအရာက တပြားနှစ်ပြားသုံးပြားစသည့်ရှီခိက ကလေးတွေကိုမဘိုးပေးတတ်သည့်ပစံကြည်ပြားနှစ်ပြားဖြစ်သည်။သို့သော သမီးကင်ထားသည့်ကြည်ပြားကကြည်ပြားမဟုတ်တော့ချေ။မူလပုံတံတန်းအနည်းအထားတိုင်းရွှေစင်ရွှေကောင်းဖြစ်နေသောရွှေပြားတွေဖြစ်နေသည်ကိုတွေ့ရသည်။ ထိုအခါမှာမစောရသည် သူ့ဒေါသအလျောက်မစင်မချင်းလှုပ်လိုက်မိသည့်အဖြစ်ကိုနောင်တကြီးစွာရကသတိမိနေသော ကိုရန်ရှင်ကိုယူရစွာပြုစုသည် ကိုရန်ရှင်ကသတိပြန်ရလာပါတော့လေပဂတိစိတ်ပြောက်ခါတွတ်တွလည်အောင်ယူသွားရှာပြီဖြစ်သည်အေးရွှေဖြစ်စေတဲ့အထိပေါင်မြောက်သွားပြီဆိုတာအင်မတန်ဖြစ်တောင်ဖြစ်ခဲကြိုးစားမှုပေါ်စောရရဲ့သူထွက်တော်မဲ့ဆက်ဆဲအချိန်မှာနင့်ကိုမရမကကြည်ခိုင်းနေ။ ြောတာတွေဟာသူ့အမားပဲအဖြစ်စည်းကတိုက်တွန်းနေခေါ်ရမှာပေါ့တခါတုန်းကတော့ငါ့ကိုလာရှောက်ဖူးတယ်စင်းငပြေမာရဖို့တခုပဲလိုတော့တယ်တဲ့စင်းငပြေမာကိုရလိုက်ရရင်ကိစ္စပြီးပြီတဲ့ဘယ်တုန်းကစင်းငပြေမာအပင်ကိုရလိုက်မိပါလဲစီကုမရတော့အောင်တွတ်တွတ်လဲယူနေပြီဖြစ်တော့ကိုရန်ရှင်ကိုတည်င်းလာမေးကြည့်ရှုတော့ဖုန်းတော်ကြီးကမိန်ကြသည်ထွေရပေါက်လန်းဆိုသည်မှာအမျိုးမျိုးရှိကြောင်းအင်းဝိဇာစီဝိဇာ မန္တန်ဝိဇာစသည်ဖြင့်ရှိကြကြောင်းထွေရပေါက်လန်းအတွေ့ဆောင်ရွက်လုံခိုင်ပုံချင်းမှာမတူညီကြကြောင်းမိမိတို့စိတ်တန်ရာနောက်ကိုလိုက်ကြကြောင်းယခုကိုရန်ရှင်လိုက်သည့်လမ်းမှာပေါက်ကံပြီမှာရွှေမိုးငွေမိုးရွာသည့်ရှင်မထီတို့လိုက်သည့်ညီမျိုးဖြစ်ဟန်တူချောင်းတွေကိုဖုံတော်ကြီးကမိန်ကြားပြီးစိတ်ကောင်းကောင်းထားပြုစုရန်တရားပြပြီးပြန်ကြွသွားတော်သည်ကိုရန်ရှင်ကမဆိုးရကိုကြာရှည်ဒုက္ခမပေးရှာကြဓလုံးပြောက်ခယူသွားပြီး လကြောကြောများအကြဝဲကွယ်လွန်တည်ဆုံသွားရှာလေတော့သည်။ပွာစောရသည်ပျော်ပြီးကြလာသောမျက်ရည်များကိုပခုံးပေါ်မှ တပတ်ဖြင့်တုံလိုက်၏။အဖွာဒေါသအလျောက်ပြုမူလိုက်မိတဲ့အမားကိုတော့အဖွာမတည်သေးသ၍မမေ့နိုင်မှုဆီယာမလေးရဲ့အဖွာတလုံးကိုနှမျောစိတ်လည်းမရှိပါဘူး။ရွှေတွေမဖြစ်လိုက်ရကောင်းလားလို့မမောတဲ့စိတ်လည်းမရှိပါဘူး။အဖွာကြောင့်ကြိုးစားခဲ့သမျှတွေအကုန်ပြတ်ပြီး အယူကြီးအဖြစ်နဲ့သိရရှာတဲ့ကိုရန်ရှင်းကိုတနာလွန်းလို့ပါ။အော်ကိုရန်ရှင်းကိုရန်ရှင်းကျမကိုလည်းခွင့်လွတ်ပါ။ကောင်းရာသူဂတိကိုလည်းရောက်ပါစေ။ဆွေမြေ့ကြည်ခွဲစွာပြောနေသောဖွာစောရစကားကိုကြားနေရရင်ကမခင်ရွှေစိတ်ထဲမှာပိုရန်ရှင်းသည်ချောချောမောမောသာထွက်သွားပါကယခုခေလူတွေကြည်ညိုကြသည့်ဘိုးတော်များဆင်းတွင်ဘိုးတော်ရန်ရှင်းဟူသောဘိုးတော်တစ်ပါးတိုးမိမှာ တေကြပေသည်ဟုတွေးရင် မျက်စိထဲမှာဘိုးရန်ရှင်ကိုမမြင်ဘူးပဲမြင်ရောင်ထင်ရောင်လိုက်မိပါတော့သည်ဆီယာမကြီးမဝင်းမြင့်ရေးသားထားတဲ့ရေပြအိမ်မှာဇလန်းများဆိုတဲ့စာအုပ်မှာ ရေပြအိမ်မကြီးကွင်းကြီးဆိုတဲ့အပိုင်းကိုလည်းစောင့်မျှော်နာဆင်ပြီးကြပါဦးနော်။နာဆင်ပြီးကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။